ရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း24တရားတော်အရှင်သာရိပုတ္တရာရဲ့ဘဝနှင့်ဓမ္မအပိုင်း24မှာဘာပြောပြကြလဲဆိုတော့တခုသောဝါဇုဥကာလတန်ဃာတော်ရှင်သူမြတ်တွေမြတ်ထွားပြတာချင်းကပ်ပြီးတော့လျှောက်ထားကြတယ်သူတို့တွေဟာပြစ္ဆာဘူမဆိုတဲ့ အယက်ဒေသကိုသွားပြီးတော့ဝါဆိုကြမယ်ဆိုတဲ့အကြောင်းကိုဘုရားရှင်လျှောက်ထားတယ်။မြတ်စွာဘုရားကိုလျှောက်ထားတော့မြတ်စွာဘုရားကအဋ္ဌိတန်ကတော့ရှင်သူမြတ်တယ်။ရှင်သာတို့တဲ့။တာရိပုတ္တရာရှင်သူမြတ်ကြီးကိုရောသွားရောက်ပြီးတော့လျှောက်ထားပြီးကြပြီလားလို့ဒီလိုမေးတယ်။အဲ့မှာသာကတော့ရှင်သူမြတ်တွေကရှင်သာရိပုတ္တရာထံတော့မရောက်သေးပါဘူးဗျာလို့ဒီလိုပြောတော့ သွားကြအောင်နဲ့ရှင်သာရိပုတ္တရာကြီးကိုလည်းသွားရောက်ပြီးတော့ရှင်ခိုးကြဥချကြအောင်လျှောက်ထားကြအောင်လို့ဘုရားကဒီလိုပြောပြောပြီးတဲ့နောက်မြတ်စွာဘုရားကဘာထပ်ပြောတယ်မေးလိုက်တော့ရှင်သာရိပုတ္တရာရဲ့ဂုံကိုပြောပြတယ်သာရိပုတ္တောဘေကဝေပန္တိတောဘေကဝေယံတော်မြတ်ဟောจิตသာရိပုတ္တော ရှင်သာရိပုတ္တရာကြီးသည်ပန္တိတောပညာရှိတယ် ဘေကုဏ္ဏဗျမစာရိဏသရင်သုံးဘောယဟန်ဒီအတွက်သရင်သုံးဘောယဟန်တော်တို့ကိုလည်းအနုကဟောအမြဲတစေချီးမြှောက်လေရှိတယ်အရှင်သာရိပုတ္တရာရဲ့ဂုံကိုအဲ့ဒီမှာတူတူကျင်းကျင်းနဲ့လူရင်းမြတ်စွာဘုရားနှမျိုးလေးပြောပြတယ်တမတ်တက်ကရှင်သာရိပုတ္တရာဟာပညာရှိတယ် နံပါတ်2ကတော့ရှင်သာတိဘုရားကြီးကသတင်း၃ပေါ်ရဲ့အပေါ်မှာရှင်းမြောက်နေရှိတယ်။အဲတော့ခြေသားတို့တဲ့ရှင်သာတိဘုရားကြီးကထံကလည်းတွားပြီးတော့ရှင်းခိုးကြဥတိုက်ကြလို့မြတ်စွာဘုရားကဒီလိုတိုက်တော်တယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြောလိုက်တဲ့အခါတန်ခါတော့ရှင်သူမြတ်တွေကဘုရားထံကနေပြီးတော့ရှင်သာတိဘုရားထံကိုသွားတယ်အရှင်သာရိပုတ္တရာထံကိုသူတို့တွေသွားကြတဲ့အခါအရှင်သာရိပုတ္တရာက အရှင်ဘုရားတို့တဲ့တိုင်းတစ်ပါးသူရောက်သွားကြတဲ့အခါနေကြမြေချရောက်သွားကြတဲ့အခါယဟန်ပညာရှိ လူပညာရှိဘုံနာပညာရှိတွေကမေးတတ်တယ်တဲ့မေးလဲမေးကြလိမ့်ဘာလဲမေးတဲ့တော့အရှင်ဘုရားတို့ရဲ့ဆရာကဘာဟောတယ်လဲဘာယူဆတွေရှိတယ်လို့ဒီလိုမေးလာခဲ့ရင် အဲ့မှာရှင်သာရိပုတ္တရာကသင်တယ်သန္ဒရာကဝိနည်းခါယီသန္ဒရာကဝိနည်းခါယီနောအာဟုသောတထာဒီလိုဖြေကြအာဟုသောငါရှင်တို့နောငါတို့ရဲ့တထာမြတ်စွာဘုရားသည်သန္ဒရာကဝိနည်းခါယီသန္ဒရာကကိုပယ်ဖို့ဟောတယ် ဒါဘုရားကပါဟောတယ်လည်းမင်းဒီလိုဟောတယ်လို့ဖြေကြတယ်ရှင်သာရိပုတ္တရာပြောတယ်စန္ဒရာဂဝိနည်းရဲ့ခါရင်စန္ဒရာဂကိုပေဖို့မြတ်စွာဘုရားဟောတယ်ဒီလိုပြောအဘယ်စန္ဒရာဂကိုပေဖို့ဟောတယ်လို့မေးလိုက်တော့အထပ်ပြီးတော့မေးခဲ့မယ်ဆိုရင် ခန္ဓာ၅ပါးပေါ်မှာညစ်ကပ်တွေ့တာနေတဲ့ဆန္ဒရာဂကိုပယ်ဖို့ခေါ်တယ်လို့ဒီလိုထပ်ပြီးတော့ဖြေဘယ်ပြစ်တွေကိုမြင်ပြီးတော့ဆန္ဒရာဂပေါ်မှာအခန္ဓာ၅ပါးရဲ့ပေါ်မှာဆန္ဒရာဂမဖြစ်ဖို့ပယ်ဖို့မြတ်စွာဘုရားကခေါ်တာလေလို့ထပ်ပြီးတော့မေးလာခဲ့ရင်လည်းပဲဆန္ဒရာဂ ပေါ်မှာတရာဂဖြစ်မယ်နှစ်ပေမချစ်ချင်းဖြစ်ဖြစ်သုံးဆန္ဒတွေပြည့်ပြည့်ဖြစ်မယ်ဆိုရင်ဆန္ဒရာဂရဲ့ပေါ်မှာယာဂဆန္ဒပေမတွေပြင်းပြင်းပြပြဖြစ်နောက်ကတောကပရိဒေဝဒုက္ခဒေါမနတာဥပါယာတတွေလာတယ်ဟောရှင်သာရိပုတ္တရာရဲ့ဩဝါဒသတော်ကောင်းတော် အယုံ၅ပါးကာမဂုဏ်တရားရဲ့အပေါ်မှာတတိယပြီးတော့ခန္ဓာ၅ပါးရဲ့အပေါ်မှာပြင်းပြင်းပြပြနဲ့ဆွဲလန်းပြီးတော့လာပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာတောကပတိဒီဝဒုက္ခဒေါမနတ္တတွေတက်စီပြီးတော့လာမေးအဲ့ဒါကြောင့်မြတ်စွာဘုရားပေခိုင်းနေလို့ဒီလိုဟောကြပါတိတ်မှန်တာပေါ့အလုံးစုံတော်ကောင်းနေကြားဘူးလေတည်ဘူးလေပါလေတည်ဘူးပါလေလေ ကောသလမင်းကြီးတိုင်ကန်လက်လေတော့တိုင်းသူပြည်သားတွေကဟာဘင်းကြီး ကျမ်းပါပါစေချမ်းသာပါစေထွက်ပြီးတော့អော်ကြတဲ့ထဲမှာအမျိုးသမီးငယ်တယောက်ကအိမ်ပေါ်ကနေတကားပွင့်ပြီးတော့ကျမ်းပါဖို့ချမ်းသာဖို့တကားနှစ်ချက်ဖွင့်ပြီးတော့អော်လိုက်တဲ့အချိန်တကားနှစ်ချက်ဖွင့်လိုက်တဲ့အချိန်မှာအဲ့ဒီတကားနှစ်ချက်ကြာကပေါ်လာတဲ့ကလေးမလေးရဲ့မျက်နာကအလွန်ချောလွန်လှကောသလအဲ့ဒီမှာဘာဖြစ်လို့မင်းလဲတော့ဆွဲလန်းသွားတယ် ။တနည်းအားဖြင့်ပြောရင်သန္တာရာဂအလွန်ပြင်းပြင်းပြပြလူတန်တန်ဖြစ်သွားတယ်။သန္တာရာဂပြင်းပြပြဖြစ်တော့နန်းတော်ရောက်တဲ့အခါအဲ့ဒီကလေးမလေးရဲ့အိမ်နေနေရာတွေလမ်းတွေကြာကြာနေနေမှတ်လာခဲ့ပြီးတော့မှအဲ့ဒီကလေးမလေးတာမိကာလာအတ္တမိကာလာအိမ်တော်ရှိသလားမရှိဘူးလားသွားပြီးတော့စုံစမ်းခိုက်အိမ်တော်ရှိပြီးသားလေးမှန်တိသွားတဲ့အခါ ကောင်းမလေးရောအဲ့ကောင်းမလေးရဲ့အမျိုးသားရောနတ်တော်ခေါ်ပြီးအလုပ်ပေးစေတနာကောင်းလို့အလုပ်ပေးတာမဟုတ်ဘူးသူတော်ကောင်းတော့ကောင်းလေးကိုမဖြစ်နိုင်တဲ့နေရာအဝေးကြီးကို ခိုက်အချိန်မီပြန်ရောက်ရင်ရောက်မရောက်ရင်တော့တတ်မယ်ပေါ့ဒီလိုမိန်ထုတ်တယ်ဟာကောင်းလေးကအဝေးကြီးကိုသွားရတယ်ရုဏဝတိမြစ် ဆိုကြပါစို့အဲ့ဒီမှာဂျာပန်တွေကူရမယ်စပြာဘုံကြီးတွေယူရမယ် ။ဟာဘင်းကြီးထံအချိန်မီပြန်ရမယ်။အချိန်မီရောက်ရင်ရောက်မြို့တကားပြိပြီးမှရောက်ရင်တော့မင်းအသေးပဲ။မြို့တကားကိုလည်းပဲအချိန်မီတန်ပဲနဲ့ပြိတယ်။အဲ့တော့ဘင်းကြီးကဘာလုပ်လဲမလဲတော့ခဏညဟိုကောင်အချိန်မမီဘူး။မနေ့ပြန်အဲ့ဒီကောင်တတ်ပြီးကောင်မလေးသူသိမ့်မယ်ပြိုက်မယ်ဆိုပြီးတော့ကြံပြီးတော့အိတ်တာအိတ်လို့မပြောဘူး။ ဘာဖြစ်လို့အိတ်မပြောသလဲမေးတော့အတန်ဇိုးကြီးပဲပြိသိုက်ဒုသနာတော့ဆိုတဲ့အတန်ကြီးသူကြားလိုက်တယ်။ဟာအိတ်လို့ကမပြောဘူးအတန်ကြီးတွေကလည်းကြောက်စရာကောင်းတယ်အဓိပ္ပာယ်တော့သူကြာကြာနာနာနားမလည်ဘူးမကောင်းတဲ့အတန်မှန်တော့သူသိတယ်။အဲ့တော့ပြောနေတာကဘာလဲမေးတော့ဒီကသာကရတော်ဓာတိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအိတ်မပြောတဲ့လူအတွက်တညဟာအလွန်ရှိတယ်။ ပင်ပန်းနေတဲ့လူယောဂမြနေတဲ့လူတွေဒီယူသနာသောတဲ့ခྱི་ဟာအလွန်ဝေးတယ်မသိမိုင်မဲလူအတွက်ဟာတန်တရာဟာအလွန်ရှည်တဲ့စသည်ဖြင့်မြတ်စွာဘုရားတရားဟောပါရောရင်နာကကောသလဘေတညာလုံးအိတ်လို့မပြောအောင်တောကပဋိဒေဝရိနှိစက်သာတိဘာကြောင့်လဲလို့မေးလိုက်တော့အဲဒီဆန္ဒရာဂကြောင့်ဖြစ်ရတာအဲဒါကြောင့်ရှင်သာရိပုတ္တရာကြီးကတန်ဃာတော်ရှင်သူမြတ်တွေကိုဩဝါဒပေးတယ် ငါရှင်တို့တိုင်ကြပြည်ကြနေတပရောက်သွားတဲ့အခါမှာမြတ်စွာဘုရားကဘယ်ယူဆရှိတယ်လဲဘာဟောတယ်လဲမေးရင်သန္တရာကဘယ်ဖို့ဟောတယ်လို့ဒီလိုပြောကြဘယ်မှာညစ်ကနေတဲ့သန္တရာကဘယ်ရမလဲမေးလိုက်ရင်ခန္ဓာ၅ပါးမှာညစ်ကနေတွေ့တာနေတဲ့သန္တရာကဘယ်ရမလဲလို့ဟောကြခန္ဓာ၅ပါးမှာညစ်ကနေတဲ့သန္တရာကကို မပေးရင်ဘာတွေဖြစ်နိုင်သလဲဘယ်အကျိုးကိုမျှော်ကိုပြီးတော့ပယ်ခိုင်းသလဲမေးလိုက်ရင်မေးခဲ့မယ်ဆိုရင်သန္တရာကအပေါ်မှာယာကတွေဖြစ်မဲ့သန္တရခန္ဓာ၅ပါးရဲ့ပုံမှာယာကဖြစ်မဲ့ပေမဖြစ်မဲ့သန္တတွေဖြစ်မဲ့ဆိုရင်တော့နောက်ကသောကပရိဒေဝဒုက္ခဒေါမနတ္တတွေလာပါလေ အဲ့ဒီခန္ဓာ၅ပါးရဲ့ပေါ်မှာယာကလည်းမဖြစ်ဘူးစန္ဒာလည်းမဖြစ်ဘူးပေမာလည်းမဖြစ်ဘူးဆိုရင်တော့နောက်ကသောက ပရိဒီဝဒုက္ခဒေါမနတတွေလည်းပဲလာเสียအကြောင်းမရှိပါဘူးလို့ဒီလိုဟောကြပါဆိုပြီးတော့အရှင်သာရိပုတ္တရာအရှင်သူမြတ်ကြီးကအဲ့ဒီမှာသံဃာတော်အရှင်သူမြတ်တွေကိုဩဝါဒပေးပါလေ။အဲကြောင့်တရားချစ်ခင်တို့ဆိုမြတ်အရှင်သာရိပုတ္တရာကြီးခေါ်ကြတဲ့ဒီနေရာမှာဩဝါဒကထာတရားစကားကဘာလဲမေးလိုက်တော့ မြတ်စွာဘုရားရဲ့တရားဟာဆန္ဒရာဂကိုပယ်ဖို့ပါဘယ်မှာရှိတဲ့ဆန္ဒရာဂလဲမေခန္ဓာ၅ပါးရဲ့ပုံမှာညှိကတွေ့တာနေတဲ့ဆန္ဒရာဂပါမပယ်တော့ဘာဖြစ်မလဲမိလိုက်တော့ခန္ဓာ၅ပါးပုံမှာຢာဂဖြစ်မယ်ပေမဖြစ်မယ်ဆန္ဒတွေဖြစ်မယ်ဆိုရင်တော့တောကပတိဒီဝဒုက္ခဒေါမနတ္တတွေတန်းစီပြီးတော့ဖြစ်နိုင်ပါလေ အဲ့ဒီအပေါ်မှာခန္ဓာ၅ပါးရဲ့ပေါ်မှာသာဏရာဂမရှိဘူးဆိုရင်တော့လေပဲတောကပရိဒေဝဆိုရလဲခြုံငိမ့်တဲ့သဘောရှိတယ်လို့ဒီလိုပြောပါတယ်။တရားရှိခင်သူတို့စီမြားလည်းပဲဤကဲ့သို့မြင့်မြတ်တဲ့မထေရဝါရဲ့ဓမ္မဒေသနာဘဝနဲ့ဓမ္မတွေကိုကြားနာရတဲ့တွေ့တာကြောင့်မြင့်မြတ်တဲ့ဘုံမြင့်မြတ်တဲ့ဘဝတွေမှာပိုင်ဆိုင်ရကုန်ပြီလေ။ အမြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရရှိရောက်ရှိနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးနေပဲဒေသနာနိဂုံးကမ္ဘာပုံကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ္တဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုခြေခင်စိတ်ကောင်းဝင်ကြကုန်သောသင်္တော်ကောင်းပေါင်းတို့မှာဒုံမကန်လမ်းမနိမခီမကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ သူမေကလမ္မနိမခยีမံကိုဥဆုံးဖြောင်းပြောင်းမမယန္တုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေဂုံတရီ